ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အပိန်နီနှမျိုးကိုပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်ဗောနောကျွန်တော်တို့ပြီးခဲ့တဲ့ပတ်ဒီ90နဲ့တစ်ကြိမ်မှာဆိုရင်အပိတ်က၄မျိုးဗောနောအပိတ်၄မျိုးကနန်း၄လောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပြပေးထားတာဒီနီးတစ်ခုပဲပြပေးထားတယ်ဗောနောဆိုတော့ဒါလေးကိုကျွန်တော်တို့90နဲ့2ကြိမ်အတွက်ထပ်ပြီးလေ့လာကြအောင်ဗောနောဒီ၄ကိုတင်နေပါဆိုလို့ရှိရင်ကိုအပိတ်ဗောနောခုံခုံကိုဖြစ်ပါတယ် 3958မှာ3အဘိတ်ခွန်3939ဖြစ်ပါတယ်ခင်ဗျာဒီခုနှစ်အဘိတ်ပေါ့နော်3000ဒီ၄အဘိတ်694ဖြစ်ပါတယ်3563ပေါ့နော်ဒီခုနှစ်က689 946ခုထဲကခုနှစ်အဘိတ်ဒီနင်းနေခွန်ဖြစ်ပါတယ်6အဘိတ်388ပေါ့နော် 9333ညာ9ဆိုပြီးဖြစ်ပါတယ်။ပြီးရင်ဒီနေ့ဒီ35နေပေါ့နော်။ဒီနေ့ကတော့39နေဖြစ်ပါတယ်။ပြီးရင်ကျွန်တော်ဒီ6ဒီ646ပေါ့နော်။ဒီ6က3နေ6ဒီနေ့က35နေဒီ5ကကျတော့356ပေါ့နော်။ဒီ6ဒီ646ဖြစ်ပါတယ်။ ပြီးရင်ကျွန်တော်တို့ဒီ6ဒီ646ဒီ8ကကြတော့9ခွန်8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ဒီ669အပိတ်မှာဆိုရင်6ဒီ696ဖြစ်ပါတယ်တဲ669မှာ8အပိတ်698ကျွန်တော်3998မှာဆိုလို့ရှိရင်အဲ1 4 5ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ တိနေငါဘောနော်ဒါကြောင့်မဟုတ်ကျွန်တော်တို့ငါအပိဖြစ်ပါတယ်ခင်ဗျာငါအပိတိလေးငါဖြစ်ပါတယ်ကျွန်တော်အပိလေးမျိုးမှာဒီနီးတစ်မျိုးကိုပဲပြပြထားတယ်ဘောနော်ဒီနီးတစ်မျိုးပုတ်ကြည့်ခဲ့တယ်နီးလေးမျိုးမှာ၃မျိုးအုတ်ကြည့်တယ်ဘောနော်တစ်မျိုးပြတ်တယ်ဆိုတော့ကျွန်တော်တို့အပိအပိကကျွန်တော်နီးလေးမျိုးမှာဆိုရင်ရှယ်အပိတစ်လုံးအားတာတယ်ဘောနော် အကယ်၍ဒုတိယဥစားပေးအနေနဲ့ဆိုရင်9ရက်9ရက်ဆိုပြီးဖြစ်ပါတယ်အဲ့မှာတော့9အပိတ်ပေါ့နော်ဒုတိယဥစားပေးโอเคသွားခဲ့တယ်ပုံဒီ shit ဆိုတာလေးကပြတ်ပြီးတော့ဒီဒုတိယဥစားပေးအနေနဲ့9 9ထက်က9ဒီ9ကဒီလေး9ဆိုပြီးဖြစ်ပါခင်ဗျာโอเคသူကတော့ကျွန်တော်ဒီအနောက်က3လုံးတောက်လျှောက်ဖြစ်ပါခင်ဗျာအဲ့မှာဆိုလို့ရှိရင်ဒီခွန်ပါဆိုရခြင်းဒီအနောက်က3လုံးပေါ့နော် ီ၄ရာအနောက်ကတောင်းလို့ဒီ၃ကအနောက်ကတောင်းလို့ပဲပေါ့နော်ဒီ9 6အဲ68ခွန်ဒီ9နိနိခွန်ဒီနိနိခွန်ကနေစားပြီးတော့ဒီအနောက်ကတောင်းလုံးတောင်းလျှောက်ဖြစ်ပါတယ်ဒီအရှိကတလုံးကအဲပြန်ပြီးတော့မပါတော့ဘူးပေါ့နော်ဒီအရှိကတလုံးမပါဘူးပေါ့ခင်ဗျာโอเคဒီမှာဖြစ်ပါတယ် ဒီမှာသူကနှလုံးရှင်းလေးရှိတယ်ဆိုပေမဲ့ဒီပြီးခရစ်တစ်ပတ်မှာတလုံးသေးပဲရှင်းနေပါတော့ဒီလေးငါဆိုပြီးတော့ငါတလုံးပဲရှင်းတာဖြစ်ပါတယ်ဒီမှာဆိုရင်ရှောက်ရယ်9ရယ်10ရယ်9ရယ်ဒီမှာလည်းကျွန်တော်တို့နေ့ရ3ရက်9ရက်2ရက်ရှိပြီးတော့နှလုံးတောက်လျှောက်ရှင်းနေပါတော့နှလုံးပါပါတယ်ပေါ့နော်တို့တို့ကျွန်တော်ဒီတင်းလေး9တစ်ချိန်မှာတော့9တလုံးပဲပါတာဖြစ်ပါတယ်โอเคဆက်ပြီးတော့ကျွန်တော်သူရနေ့ကိုဆက်ပြီးနေတာကြည့်အောင်လားခင်ဗျာ ကေတာလိကသူရဲ့နီးလေးဖြစ်ပါတယ်ခင်ဗျာဒီလေတုံညာလီဒီတုံညာပေါ့နော်9နဲ့6ပေါင်းရှင်းက15ဖြစ်ပါတယ်ငန်း9လီနဲ့ဆိုင်နဲ့က20နဲ့6ဖြစ်ပါတယ်ခင်ဗျာဒီရှစ်က3ချိန်4ချိန်ပေါ့နော်ရှင်းလေးဒီ30နဲ့နီးဖြစ်ပါတယ်လေ3ချိန်7နီးပေါ့နော်ပြီးရင်ကျွန်တော်6နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာ နေနဲ့နေပေါင်းတာလေရှောင်းနဲ့ပေါင်းရင်30ပေါ့နော်ငားနဲ့ရှောင်းပေါင်းရှင်းဒီဆက်တိဖြစ်ပါတယ်ဒါကြောင့်မို့တိကုံငားနဲ့ပေါင်းရတာပေါ့နော်တင်းနဲ့ငားပေါင်းတာ6ရှောက်ကုံနေပေါင်းတာ8တိတူတာ9တိရှောင်း8 9မှာ8 9ရှိဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ8အပိတ်ဖြစ်ပါတယ်တိ6 8 9မှာ8 9 8တရားပေါ့နော်တရားကြီးပြထားတယ်တိ6 8 9မှာ8 9 8ဆိုပြီးဖြစ်ပါတယ်ပြီးတော့39 9 8စွာလေးကိုဆက်ပြီးလေ့လာကြအောင်ပေါ့နော် ဒီ၃ယောက်ကို၄နဲ့မြောက်ထားတဲ့အတွက်၃ကိုလည်း၄နဲ့ထပ်မြောက်မှာဖြစ်ပါတယ်။၅နဲ့၈နဲ့မှာတစ်ချိန်စီပေါ့နော်။ဒီ၃ကို၅နဲ့ထပ်မြောက်တယ်။၁မှာဆိုတဲ့အတွက်ဒီ၈မှာပေါ့နော်။သူ့ကို၃ချိန်ဒီအလဲမှာတစ်ချိန်သူ့ကိုလည်း၃ချိန်အပိတ်မှာတစ်ချိန်ဆိုပြီးဖြစ်ပါတယ်။၃လေးဒီဒီစနစ်ဖြစ်ပါတယ်ခင်ဗျာ၅နဲ့၈နဲ့ပေါင်းတာက73 93ချိန်ပေါင်းတာ15ပေါ့နော် ဒီ၈ကတစ်ကြိမ်ဖြစ်ပါတယ်။၁က၃ကြိမ်၄ကြိမ်ဆိုတဲ့အတွက်၄ပေါ့နော်။၆၃ကြိမ်ပေါင်းတာ၁၈ဖြစ်ပါတယ်။၈နဲ့ကြိမ်၁၆နဲ့ပေါင်းရင်၂၀ဖြစ်ပါတယ်။၂နဲ့၃ပေါင်းက၅နဲ့ပေါင်းရင်၃၀ဆိုတဲ့အတွက်၃ညကိုကျွန်တော်တို့၅နဲ့ပေါင်းတာဆိုရင်၅ငါ့ကိုနေပေါင်းတော့ခွန်တိတူတာ၈၃၅ခွန်၈မှာငါအပိတ်တိလေး၅ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ ်ငါအပေဒီလေးငါပေါ့နော်ဒီမှာဖြစ်ပါတယ်တောင်ည9.8မှာဒီလေးငါဒီအနောက်က3လုံးအပိတ်ဖြစ်မယ်ပေါ့နော်ဒီရှေ့ဆုံးကတော့မပါဘူးပေါ့နော်โอเคဒါဆိုရင်ဒီတစ်ပတ်မှာဆက်ပြီးကြည့်အောင်ပေါ့နော်ဒီ3ကို၄နဲ့မြောက်ထားတဲ့အတွက်ဒီ၄ကိုလည်း၄နဲ့ထပ်မြောက်မယ်ပေါ့နော်ပြီးရင်ဒီ၈နဲ့၁နဲ့မှာတစ်ချိန်စီဖြစ်ပါတယ် ဒီ၃9နှစ်မြောက်ထားတဲ့အတွက်ဒီနှစ်ကို9နှစ်မြောက်မယ်ဒီနှစ်မှာတစ်ချိန်သူ့ကို၃ချိန်ဒီအလယ်မှာတစ်ချိန်ပေါ့နော်သူ့ကိုလေ၃ချိန်အပိတ်မှာတစ်ချိန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာလေးလေးဒီဒီ16ရာတွေပေါ့နော်လေးလေးဒီ16ဒီရှင်းနဲ့တက်ပေါင်းတာ9ဖြစ်ပါတယ်နှင်း9လီ30 12ရာမြေပေါ့နော်၃၃ချိန်9ဖြစ်ပါတယ် 9နဲ့10ပေါင်းတာကစက်ခွန်ဖြစ်ပါတယ်ခင်ဗျာနေ3ကြိမ်6 6နဲ့ဒီ9နဲ့ပေါင်းတာ15ဆိုပြီးဖြစ်ပါတယ်အစင်6ရက်9ရက်ပေါင်းတာ15 9နဲ့ပေါင်းရင်20ဖြစ်ပါတယ်နေ့ရက်9ရက်ပေါင်းတော့9ရမယ်ပေါ့နော်9ရက်နေ့ရက်ပေါင်းတော့9 9 9နဲ့ပေါင်းတာက14ဖြစ်ပါတယ်လေကိုကျင်တော့နေနဲ့ပေါင်းချင်းတာ6 6တိတူတာခွန်း 6 4 6ခုဆိုပြီးဖြစ်ပါတယ်ဗောနော။ဒါဆိုရင်ညရာ6 4 6ခုအပိတ်ဆိုပြီးဖြစ်ပါတယ်။အဲ6 6ခုအပိတ်ကပို့ပြီးအတာတော့မြင်ဗောနော။ကျွန်တော်ဒီ6ရှေ့ဆုံးဇလုံးတာမစင်ဘူးဆိုရင်ဗောနော6 4 6ခုဖြစ်ပါတယ်။6 4 6ခုအပိတ်ကျွန်တော်အပြည့်ခွေကဏ္ဍမှာလဲ3 9 3 4 5 6 9 8ဆိုတဲ့အတွက်ကိုယ်ကလည်းမပါဘူးဗောနော။ဆိုတော့6 6ခုအပိတ်ဖြစ်ပါတယ်။ဒီအပိတ်3လုံးကို ်ချိန်နေတဲ့တယ်ဆိုရင်ပေါ့နော် okay ဆက်ပြီးတော့ကျွန်တော်အပိတ်၅လုံးကိုလည်းဆက်ပြီးလေ့လာကြည့်အောင် okay ဒါကတော့အပိတ်၅လုံးကြီးပေါ့နော်2 4 5ခု9အပိတ်မှာခု9 9ဆိုတဲ့အတွက်9အပိတ်ဖြစ်ပါတယ်ခွန်ကူတုံညာနေလေးအပိတ်မှာခွန်တုံညာတုံညာဆွေအတွက်တုံညာအပိတ်ဖြစ်ပါတယ်။နေလေး9ခွန်ကူမှာ3ခွန်ခွန်ဆွေအတွက်ခုနှစ်အပိတ်ဖြစ်ပါတယ်ခင်ဗျာ။တိတုံလေး68မှာ69လေးဆွေအတွက်လေးအပိတ်ဖြစ်ပါတယ်။ 3963653963ပိတ်ပေါ့နော်ငါခွန်ရှိတုံညာနေမှာရှောက်ရှိခွန်ခုနှစ်အပိတ်ဖြစ်ပါတယ်ခွန်ကူတုံညာနေလေးမှာနင်းနေခွန်ဆွဲအတွက်ခုနှစ်အပိတ်ဖြစ်ပါတယ်ခင်ဗျာ3963ရှောက်ရှိတုံညာမှာ388ဆွဲအတွက်ရှစ်အပိတ်ဖြစ်ပါတယ်နင်းလေး909မှာ3တုံညာ9ဆွဲအတွက်9အပိတ်နင်းလေး909ပဲပေါ့နော်3962ဆွဲအတွက်ကြောင့်မို့2အပိတ်ဖြစ်ပါတယ် တောင်ရနှစ်39ခုမှာနိအပိတ်39နိ6အပိတ်နိလေ6လေးအပိတ်ပေါ့နော် sorry ဒီမှာ6အပိတ်နိလေ6လေးအပိတ်3နိလေးဖြစ်ပါတယ်ဒီမှာတော့နိအပိတ်ပေါ့နော်နေလေ9ခွန်ကူမှာနေအပိတ်6 9နဲ့နောက်ထပ်လေးနေလေ9ခွန်ကူပဲပေါ့နော်665 9အပိတ်9တင်းနေလေး6မှာ3 9 6ဆိုရတဲ့6အပိတ်ဖြစ်ပါတယ် ်669တင်မှာကျွန်တော်646ဆွဲအတွက်6အပိတ်ပါနော်839 339မှာ98ဆွဲအတွက်ကျွန်တော်6အပိတ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ဒီဘက်မှာဆွဲ669တင်မှာ6အပိတ်ပါနော်6အပိတ်696 839 339မှာ6အပိတ်698နေလင်း909မှာကျွန်တော်ငါအပိတ်ပါနော်ငါအပိတ်တင်လင်းငါဆိုပြီးဖြစ်ပါတယ် โอเคဒါလေးကိုကျွန်တော် message များနှီးလေးလာလို့ရအောင်ပေါ့เนาะကျွန်တော်နှီးနေတကွာပြပေးတော့မှာဖြစ်ပါတယ်အပိတ်ငါလုံးတောက်လျှောက်โอเคနေဆဲပဲပေါ့เนาะရှောက်ကိုရှောက်ရှစ်ကိုရှစ်တင်းလေး၅ဆိုပြီးဖြစ်ပါတယ်နံပါတ်အချိန်အဖြစ်20နဲ့5ချိန်ရှိသွားပြီးဖြစ်ပါတယ် โอเคตาလေးကိုကျွန်တော်အတူတူလေးလာကြည့်မှာပေါ့နော်โอเคဒီဟာလေးပဲဖြစ်ပါတယ်ဒီမှာကျတော့ကျွန်တော်ဒီ9ကို3ညနဲ့မျောတဲ့အတွက်3ညပေါ့နော်9 3ညလေး3ည9တုံးချိန်ပေါင်း29ပေါ့နော်9လေးလေး36ဖြစ်တော့မယ်ပေါ့နော်ဒီမှာ3ချိန်ဒီမှာ3ချိန်ဆိုတော့ပေါင်းတော့4ချိန်9လေးလေး36ပေါ့နော်9နဲ့ချိန်36ဖြစ်ပါတယ် ရှင်းလေးဒီ30နဲ့နေဖြစ်ပါတယ်ခင်ဗျာဒီလေးနဲ့ဒီတင်နဲ့ပေါင်းတာ9ဆိုပြီးဖြစ်ပါတယ်9ပေါင်းရှင်း30 6နဲ့နေပေါင်းတာ8ရအောင်ပါဘောနော်ဒါဆိုရင်8ကိုနေနဲ့ပေါင်းရှင်း30ဖြစ်ပါတယ်တောင်းရတည်တူတာတည်းတကိုနေပေါင်းတာ3 3ကိုနေပေါင်း5ရှိတုံညာတိတုံကစုံကနကဒီရှိရတုံညာရဲ့မာကနကတိတုံကပေါ့နော်အဲ့မှာကိုရှစ်ကိုရှစ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်စုံအပိတ်ရှစ် ကိုရှိပေါ့နော်ကျွန်တော်အဲ့မှာ၈၃ညတိ၃ငါမှာရှေ့အပိတ်၈ကို၈စပြီးဖြစ်ပါတယ်နောက်ထပ်ကျွန်တော်အဲ့ဒီနေ့အတိုင်းပဲဒီ၄၄၅ခုဆိုတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်၃ညကို၅နဲ့မြောက်တဲ့အတွက်ဒီ၃ကိုလည်း၅နဲ့ထပ်မြောက်ပါတယ်။ဒီ၅ကိုကြတော့၃နဲ့မြောက်တယ်ပေါ့နော်။ဒီ၉မှာတစ်ချိန်တစ်ချိန်နှစ်ချိန်ဆွဲအတွက်ဒီ၄မှာတစ်ချိန်၉မှာတစ်ချိန်အလေးမှာ၄နဲ့မြောက်ထားတဲ့အတွက်ဒီ၁ကို၄နဲ့မြောက်မယ်ပေါ့နော်။ ပြီးရင်6မှာတစ်ချိန်အပေါင်းတင်ဆက်ပြီးဖြစ်ပါတယ်ခင်ဗျာ3945ဖြစ်ပါတယ်9345 15ပါနော်ဒီ9ကတစ်ချိန်9နဲ့ချိန်78 8နဲ့4ပေါင်း80နဲ့2နှစ်ပဲရေးမြန်ပါနော်တင်လေးချိန်က4 6နဲ့3ပေါင်း89ဆိုပြီးဖြစ်ပါတယ်ငါငါပေါင်းတာ30ဖြစ်ပါတယ်ဗောနော် နောက်ထပ်ကျင်တော့ဒီ9နဲ့နှစ်ပေါင်းတာ7တိဖြစ်ပါတယ်။တင်းနဲ့ဒီ၄နဲ့ပေါင်းတာ9ပါเนาะ9 9ပေါင်းတာ12ရာတွေအတွက်နှစ်ကိုဒီအပေါ်ကလိုမျိုးပဲနှစ်နဲ့ထပ်ပေါင်းတော့၄၄ကိုဒီတိုးတာက9 9ကိုနှစ်ပေါင်းခွန်ခွန်ကိုနှစ်ပေါင်း9ဆုံးကနကမြင်လေ9ခွန်ကူကအပိအမကနပါတော့အဲ့ဒီမှာတင်းလေး9ဆိုတဲ့အတွက်ကြောင့်မို့9အပိတင်းလေး9ဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်မို့ဒီမှာပြပြထားတယ်ပေါ့နော်2059ဆိုပြီးပေါ့နော်။ဆိုတော့ဒီတစ်ပတ်မှာကျတော့အဲ့ဒီနေ့တိုင်းပဲဆိုရင်တော့ကျွန်တော်ဒီ3059နဲ့မြောက်ထားတဲ့အတွက်ဒီနေ့ကိုလည်း9နဲ့ထပ်မြောက်မယ်ပေါ့နော်။3059နဲ့9ကိုတုံးချိန်မြောက်တဲ့အတွက်ကြောင့်မို့ဒီ shift ကိုလည်း3နဲ့ထပ်မြောက်ပါတယ်။အနည်းထိမှတစ်ချိန်ပေါ့နော်။ပြီးရင်3ညမှတစ်ချိန်၊3ညမှတစ်ချိန်၊နေ့မှတစ်ချိန်။ပြီးရင်ဒီ shift ကို၄နဲ့မြောက်တဲ့နေ့မှတစ်ချိန်အပေါင်း10ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ 4520ပေါ့နော်ရှေ့3ကြိမ်ပေါင်း20နဲ့4ဖြစ်ပါတယ်နောက်ထပ်ဒီမှာ400ကြိမ်ပေါ့နော်နေ့နဲ့ကြိမ်ပေါင်းတာကလည်း4ဖြစ်ပါတယ်ရှေ့4030နဲ့နေပေါ့နော်ဒီနေ့နဲ့တင်းနဲ့ပေါင်းတာ30ဖြစ်ပါတယ်အဲဆိုရင်4က3ကြိမ်ဆိုရတဲ့အတွက်7ပေါ့နော်4 3ကြိမ်7နေ့နဲ့နေ့ပေါင်းတာ4နေနဲ့နှစ်ပေါင်းတာလေ၄နဲ့၃ပေါင်းရှင်900ရမယ်ပေါ့နော်ဒါဆိုရင်ခွန်ကို2ပေါင်းတော့ ကိုကိုတီတူတဆဲတုံညာကိုနေပေါန်းတာနဲ့နေကိုနေပေါန်းတာလေခွန်ကိုတုံညာနေလေအပိတ်ဖြစ်ပါတယ်ခွန်ကိုတုံညာနေလေးဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ Okay ဒါကကျွန်တော်တင်ချာနေအရာပေါ့နော်။ခုနကနေမှာတော့ကျွန်တော်အပိတ် အပိမှာတော့6လေး6ခုပေါ့နော်6လေး6ခုဆိုတော့ကျွန်တော်6လေးခုတူမယ်ပေါ့နော်6လေးခုပေါ့နော်6ရယ်4ရယ်ခုရယ်ပို့ပြီးတော့အာသာတော့မယ်ပေါ့နော်အဲ့ဒီနီးနှမျိုးစလုံးဒါဆက်ပြီးအပိညာမှာ okay ခဲ့မယ်ဆိုရင်ပေါ့ခင်ဗျာဆိုတော့အဲ့မှာခုနဲ့အသေးနဲ့အပိပို့အာသာတော့မယ်ပေါ့နော်ဒီခွန်ရဒီလေးရပေါ့နော်ဒီကိုကတော့အတိခွေကနန်းအဲထဲမှာကိုတော့မပါဘူးပေါ့နော် โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မက်ရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ